ပြောင်းလဲလာတဲ့နေထိုင်စားသောက်မှုပုံစံတွေကြောင့်အခုနောက်ပိုင်းမှာနှလုံးသွေးကြောချင်းတဲ့သူတွေဟာဆိုရင်တစ်နေ့ထက်တစ်နေ့ပိုပြီးတော့များလာပါတယ်။ဒီတစ်ခေါက်မှာတော့နှလုံးသွေးကြောချင်းတဲ့သူတွေအနေနဲ့ဘာတွေစားလို့ဘာတွေရှောင်ရမလဲဆိုတာကိုပြပြပြသွားပါမယ်နော်။နှလုံးသွေးကြောချင်းတဲ့ဆိုတာကသွေးကြောထဲမှာကိုလက်စတရောတွေအဆီတွေစုပေါင်းလာပြီးတော့ဒီအနေအနစ်တွေကြောင့်သွေးကြောတွေကျနေတာပါ။ကြာလာတဲ့အခါမှာသွေးကြောတွေပါမာလာပါတယ်။ဒါကြောင့်သွေးစည်းစိမ်းမှုကိုအနောက်အရှက်ဖြစ်စေပြီးတော့ နှလုံးကြွသားတွေစီတွေးစစ်မှုရောက်ရှိမှုကိုနည်းစေသလိုရုပ်တရည်နှလုံးရတာမျိုးတွေကိုပါခင်ဆင်နိုင်ပါတယ်။နှလုံးသွေးကြောခြင်းလေဆိုတာကအဖြစ်များတဲ့နှလုံးရောဂါတစ်မျိုးပါ။နှလုံးကိုသွေးရည်အောက်ဆီဂျင်တွေနဲ့အာဟာရတွေကိုထောက်ပံ့ပေးနေတဲ့နှလုံးရဲ့သွေးကြောကြီးမှာဖြစ်လျက်ရှိတဲ့ကျန်းမာရေးပြဿနာပါ။ဒီအခြေအနေကနှလုံးကိုထိခိုက်ဖြစ်စေတာမျိုးဖြစ်နိုင်ပါတယ်။ကိုလက်စတရောအနေနဲ့တွေးကြောထဲမှာစုပုံလာတဲ့အခါမှာနှလုံးသွေးကြောတွေရောင်ရမ်းတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။သွေးကြောထဲမှာအနေနဲ့တွေစုပုံသွားပြီးတော့နှလုံးသွေးကြောကျဉ်းသွားတဲ့အခါမှာ နှလုံးစီသွေးရောစီစီမှုကနေသွားပြီးတော့ရှင်ဘက်အောက်တာအသက်ရှူလာတာပြတောင်ပြတောင်ဖြစ်လာတွေကိုခံစားရနိုင်ပါတယ်။နှလုံးသွေးကြောကလုံးဝပိတ်ဆို့သွားချိန်မှာတော့ရုတ်တရက်နှလုံးရတာကိုဖြစ်စေနိုင်ပါတယ်နော်။နှလုံးသွေးကြောကျင်းတာကိုကာကွယ်ဖို့နဲ့ကုသဖို့ကျန်းမာတဲ့နေထိုင်မှုပုံစံကိုပြောင်းလဲတာအပောင်းဝင်အာရမြတ်တော့အောင်စားသုံးပေးရတယ်လှုပ်ဆောင်ပေးလို့ရပါတယ်။ဒီတော့နှလုံးသွေးကြောကျင်းတဲ့သူတွေအနေနဲ့ဘာတွေစားလို့ဘာတွေရှောင်ရမလဲဆိုလို့ရှိရင်တော့ဓမ္မအုပ်စုစားပေးသင့်တာဆိုရင်လက်ဆက်တဲ့တီတီတွေနဲ့ဟင်းသီးရွက်တွေပါ အပြင်ကနေရရှိတဲ့အာဟာရအရင်းအမြစ်တွေကနှလုံးကိုကျန်းမာစေနိုင်တယ်လို့ရုပ်တရက်နှလုံးရက်တာနှလုံးစည်းကြမမှန်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။တက်တီတွေနဲ့ဟင်းသီးဟိရွက်တွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့ဗီတာမင်တွေနဲ့အာဟာရဓာတ်တွေပါဝင်နေပြီးတော့ကယ်လိုရီပါဝင်မှုနည်းတာကကျန်းမာတဲ့ကိုယ်အလေးချိန်ကိုရရှိစေတယ်လို့အမြင့်ထပ်ပါဝင်နေတာကလည်းသွေးရင်းကိုလက်စတောကိုကျဆင်းစေပြီးတော့နှလုံးကိုကျန်းမာစေပါတယ်။တက်တီတွေဟင်းသီးရွက်တွေစားတဲ့အခါမှာအေးခဲတာတွေထက်လက်လက်ဆက်ဆက်ဖြစ်တာမျိုးပဲရွေးချယ်ပေးပါနော်။နောက်တစ်ခုအနေနဲ့ကတော့နှံစားသီးညံတွေပါ။ နှံစားတင်နိုင်တွေကိုစားသုံးပေးတာကနှလုံးကျမ်းမာစေပြီးတော့နှလုံးသွေးကြောကျဉ်းလာကြောင့်ထိခိုက်နိုင်ခြင်းကိုလည်းရှင်းချပေးနိုင်ပါတယ်။နှံစားတင်နိုင်တွေမှာအာဟာရဓာတ်လည်းကျေဝါသလိုအမြင်ဓာတ်တွေလည်းကျေဝါစွာပါဝင်နေပါတယ်။ဒါကြောင့်သွေးနဲ့ကိုလက်စတောကိုရောသွေးပေါင်ခြေကိုပါကောက်ကောက်ထိန်းကြီးပေးနိုင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်တော့ဂျုံချမ်းပေါင်မို့အုတ်ဂျုံဆန်လုံးမျိုးဒါတွေကိုစားသုံးပေးသင့်ပါတယ်နော်။နောက်ထပ်တစ်ခုအနေနဲ့ကျတော့ကျမရည်နဲ့ညှို့တဲ့အစီအွေပါ။နှလုံးသွေးကြောကျဉ်းနေပြီဆိုရင်တက်နိုင်တဲ့များအစီကိုရှော့စားဖို့လိုအပ်ပါတယ်။ ဒါပေမဲ့အစီတိုင်းကတော့ဆိုးတာမဟုတ်ပါဘူး။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေဟာအတိုင်းအတာတစ်ခုအတွင်းမှာစားသုံးမယ်ဆိုရင်တော့နှလုံးကျန်းမာစေဖို့ကိုထောက်ကူပေးမှာဖြစ်ပါတယ်။ကျန်းမာတဲ့အစီတွေရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့သွေးရင်းကိုလက်စထရောကိုကျစေပြီးရုပ်တရက်နှလုံးရက်တာလိဖက်တာမျိုးတွေမဖြစ်စေဖို့အကောက်အွယ်ပေးတာပါ။ဒါကြောင့်နှလုံးသွေးကြောချင်းတဲ့သူတွေအနေနဲ့မပြေဝစီတွေဖြစ်ကြတဲ့ monounsaturated fat နဲ့ polyunsaturated fat တို့ပါဝင်နေတဲ့တန်လျင်စီ၊နှမ်းချက်စီစီ ထောပတ်တီအခွန်မာသီးတွေအစိအစံတွေကိုစားပြီးလို့ရပါတယ်။နောက်ထပ်စားသုံးမှာကတော့အဆီမပါတဲ့ပရိုတင်းပါ။ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ပရိုတင်းစားပေးဖို့လိုအပ်ပါတယ်။ဒီလိုပရိုတင်းကိုရွေးချယ်တဲ့အခါမှာလည်းအဆီပိုင်မှုနည်းလာမျိုးကိုရွေးချယ်ဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ငါအထူးသဖြင့်အိုမီဂါ3ကျော်ရတဲ့ငါးမျိုးကိုရွေးချယ်စားသုံးပေးတာဟာသွေးတင်အဆီတက်ကိုရောချပေးနိုင်ပါတယ်။အဆီတက်နေတဲ့ပရိုတင်းအနေနဲ့စားပြီးလို့ရတာတွေကတော့ပယ်အမျိုးမျိုး၊ဥအမျိုးမျိုး၊ပယ်ပိဆက် အရေးကူမပါတဲ့ကြက်သားဒါမျိုးတွေပဲဖြစ်ပါတယ်နော်နှလုံးသွေးကြောချင်းတဲ့သူတွေအနေနဲ့ဘာတွေကိုရှောင်ရမလဲဆိုရင်တော့ထောဘက်တခြားစီကြောစာပြုပြင်ထားတဲ့အသားတွေအတင်စားအစားအစာတွေအမြန်စားအစားအစာတွေတာရှည်ခံအစားအစာတွေစားနဲ့အငံကဲတာတွေအချိုကဲတာတွေအပြင်စားတွေအစီများတဲ့အစားအစာတွေပါပဲဒီလောက်ဆိုရင်တော့နှလုံးသွေးကြောချင်းတဲ့သူတွေအနေနဲ့ဘာတွေကိုစားပြီးတော့ဘလို့အစားအစာမျိုးတွေကိုရှောင်သိရမလဲဆိုတာကိုသိသွားလောက်ပြီးထင်ပါတယ်နားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်